ားလုံးပဲမင်္ဂလာပါရှင်။ Freedom for Future YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့လေးမှာတော့တော်လန်ပြည်သူများအတော့ဆရာဇော်ကြီးရဲ့ဝတ္ထုတော်တပုတ်လေးကိုတင်ဆက်ဖတ်ပြဖို့ကျွန်မရွေးချယ်ထားပါရစေ။ဝတ္ထုလေးရဲ့နာမည်ကတော့ပကံစည်းဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါရစေ။နားဆင်ပေးကြပါဦးရှင်။ပကံစီ ဆရာစောကြီးတရားရောအခါပကံပြည်၌တရုတ်ကုန်တဲ့အကျုံနှင့်ပကံပြည်သားတို့သည်ရွှေစည်းကုန်စည်းဒီအနီးတွင်တွေ့ကြ၍ပကံပြည်သားတို့ကနင်တို့သည်ရွှေကြီးငွေကြီးတို့အင်ကြီးတို့ကိုသာဝင့်စင်တတ်ကြသည်နောင်ဝင်တင်ဤကုန်စည်းကိုသာရောင်းတတ်ကြသည်စားကောင်းတောက်ဖွယ်တို့ကိုသာစားတတ်ကြသည်ဟုပြည့်ရဲပြုကြသည် တွေ့ကတရုတ်ကုန်တဲ့များသည်ပြင်းစွာရဲ၍နင်တို့သည်ဤတို့ဆိုကြသည်ငါတို့ကလည်းပြန်ဆိုရအောင်နီး နေတို့ဒီပြင်ဝကွန်းတဲကိုသာဝယ်တတ်ကြသည်သူများကရောင်းလာသောကုန်စီကိုသာဝယ်တတ်ကြသည်ပြင်းညံ့ကျဉ်ညံ့ကိုသာစားတတ်ကြသည်ဟုပြန်၍ဆိုလေသည်ထို့သောဆို၍ဆိုသောသူတို့သည်ရင်ကြလေသည်တို့အကပကံပြည်သားတို့၏နရွေမျက်နှာများနီမြန်၍လက်သီးလက်မောင်းတန်းလာကြသည်တရုတ်ကုန်တွေတို့သည်မျက်နှာချိုသွေး၍နောင်တော်တို့ကပြည့်ရပြုကြသောကြောင့်သာငါတို့ကအတုံးအပြန်ပြုကြခြင်းများသာဖြစ်သည်စိတ်မရှိကြကုန်နှင့် နောက်တော်တို့ဒီငါတို့ဤပြီးတို့လာ၍ကြည်ရန်ကောင်းလာသည်ဟုအကြည်အသာပြောဆို၍မိမိတို့ဤဝင်ချစခန်းတို့ပြန်ကြသည်ဗကံပြည်သားတို့သည်ပြုတ်ကုန်တယ်တို့ဤတိမ်မွေးခန့်ညာသောစကားကိုကြားရသောအခါအမြင့်ပြေ၍အတီးတီးပြန်ကြသည်ရွှေစည်းကောင်စီသည်အနည်း၌အချင်းများကြသောစကားသည်ရွှေနာတော်ပေါကြသဖြင့်နောက်တနည်းနံနှင့်ကြီးများအားကြသောအခါပကံပြည့်ရှင်သည်တရုတ်ကုန်တယ်မူကိုခေါ်၍အတင်တို့ဤပြီးကြီးမသည်မှမှန်ပေသည် တို့ရာတွင်ပြည်အဝင်းငယ်သည်ကြီးသည်ကအရေးမဟုတ်တွင်းကြံတတ်မှုရှိသည်မရှိသည်သာအရေးဖြစ်သည်ပညာချင်းပြိုင်လို့ဤတကားငါဤအကြည်တော်ဘယင်တန်ဤစာကိုစစ်သားရမည်ဟုတဝန်လွာပေးလိုက်သည်လာပေါင်းအတော်ကြသောအခါတရုတ်ကုန်သည်တို့သည်ပကံတို့တစ်ခေါက်လှည့်လာကြပြန်သည်ဤတစ်ခေါက်တွင်တရုတ်တန်အမတ်ပါလာ၍ပကံနန်းသို့ဝင်လာပြီးလျင်တရုတ်ပင်ဤတဝန်လွာကိုစစ်သားကြသည်တဝန်လွာတွင် အကြီးတော်ပညာရှင်ပြန်လို့ဒီကြားရသဖြင့်ဝမ်းမြောက်ပါသည်မရှိ၍ရှိသူသည်အဘယ်ကဲ့သို့သောသူမျိုးနည်းရှိ၍မရှိသူသည်အဘယ်ကဲ့သို့သောသူမျိုးနည်းဤစကထာကိုတင်ပြလိုက်ပါသည်ဤစကထာကိုဖော်နိုင်ပါကအကြီးတော်ဤပြည်သည်အဝင်းပင်ငယ်တော်လဲတွေးကြံတမ်းမှုရှိ၍ရဲရင်ပေသည် ယူဆပါမည်ဟုပါလေသည်မကံပြည့်ရှင်သည် သူခမိန်တို့ကိုခေါ်၍ပြတနာကိုပြလေသည်တဦးသောသူခမိန်သည်ဇဂတာကိုမြင်သည်နှင့်တပြိုင်နက် ပြင်းစွာရဲလေသည်ပကံဘရင်တီလည်းရောရွေ့ရဲလေသည်ထိုးနောက်စကတ်ထားကိုဖတ်ကြည့်တော့ဒုက္ကမိန်တဲ့ရဲသူကြီးတာဖြစ်တဲ့ဖြင့်တရုတ်တန်အမတ်သည်မျက်စိမျက်နှာပြနေသည်မေးလိုက်သော စကတ်ထားသည်ရဲစရာကောင်းသောလူပြကဲသို့ဖြစ်နေလေပြီတရုတ်တန်အမတ်သည်အင်ဒရီဆယ်ပြီးလျင်စကတ်ထားကိုခုနှစ်ရက်အတွင်းပေါ်ပိုင်ရန်လျှောက်၍ပကံနန်းတော်မှထွက်ခဲ့သည်ရဲတော့ရဲကြတာပဲအဖြေကိုသိလို့လားတော့မသိငါတို့ဤဘရင်ဆောင်မိုးဘဝမှာမိစဉ်ကဘသူမှမမှန်အောင်မဖြေနိုင်ကြဘူး ဒင်းတို့ပြေးနိုင်ရင်လူတော်တွေပဲဟုတရုတ်တပ်အမတ်တီတွေး၍လမ်းနိုင်သွားလာနေကြသောပကံပြည်သူပြည်သားတို့ကိုစိမ့်စိမ့်ကြည့်ကတန်တဲသို့ပြန်လေ၏ရေကြသောသူခမိန်တို့သည်အတီးသည့်အိမ်သို့ပြန်၍ပြဒနာကြီးအပြေကိုရှာရန်ပထမနှစ်တွင်မိမိတို့ကောင်းရင်စင်များရှိပေရုံးတို့ကိုတထုတ်ပြီးတထုတ်ခွင်းကြသည်ဒုတိယနေ့၌ပေရုံးတို့သည်စံပြင်များပေါ်တွင်ဗျံပရာပြန်ကျဲလျက်ရှိကြသည်အပြေကိုကမတွေ့သေးကြခြင်း တတိယနေ့တွင်မှောင်နေသောကြောင်များတဲ့၌တင်းထားသောဗေဒုတ်တို့ကိုဆွဲထုတ်၍ခွင်ကြပြန်သည်ချွေးတာကြ၍အဖြေကိုကမတွေ့ကြခြင်းဒုက္ခမေအချို့တို့သည်မှိုင်စငိုင်စပြူလာကြသည်စရုဒ္ဓနေ့တွင်ဗေဒုတ်ရှိသမျှအကုန်လန်လော၍ခွင်ကြပြန်သည်ဒုဗ္ဗတော်လည်းဒုက္ခမေတို့မှမျက်စိညောင်းခြင်းမျက်ရည်ယိုခြင်းတို့များသာ အဖတ်တင်လေသည်ထိုရက်အတွင်းတွင်ဗကံဘရင်သည်မကြာခဏအထောက်တော်လွှဲ၍ မေဤမေတို့အခါတိုင်းဒုက္ခမိန်တို့သည်စိတ်တို့စိတ်ဆိုးကြလေသည်ငါရမြောက်သောနေ့တွင်ဒုက္ခမိန်တို့သည်ညံကုန်စိတ်ပန်းပြည့်၍သူရတတိနတ်သမီးကို၎င်းတိရိနတ်ကို၎င်းတစ်နေ့လုံးပူဇော်၍ဆုတောင်းကြသည်တို့ရတွင်အပြေထွက်မလာပေလေကုံ၍လူပန်းကြုံမြတာဖြစ်သည်ကျောင်းရမြောက်နေ့သို့ရောက်သောအခါဒုက္ခမိန်တို့သည်စီဝေ၍တအူးသောဒုက္ခမိန်ကမိမိ၏နှဆထောင်ပေါင်းစားကိုလက်ဖြင့်အသာယာတတ်ခါ ဘယ်နဲ့ကြံကြမလဲသူခမိန်တို့အခက်တွေ့ပြီဘယ်နဲ့ကြံကြမလဲဟူမေးဤတဦးသောသူခမိန်ကဘာခက်ရမလဲသူခမိန်ဒီစကတာဟာကလေးစကားတတာပဲရှင်မြင်ကခိုင်းလို့သာရှာရတယ်ကျွန်တော်တို့ဒီစကတာအတွက်အဖြေရှာရတာပညာရှိကုံနိုင်တယ်လို့ထင်တာပဲဟူမာကျော်သောအတန်ဖြင့်မိလေသည်ကျွဲကအခြားတဦးကကလေးစကားလို့သာဆိုတယ်အဖြေမရတာကခက်တယ်ဟူညီလိုက်သည်မဟုတ်ဘူးသူခမိန် ီစကတဟာကြမ်းကန်တဲ့ညညွတ်တက်စာမဟုတ်ဘူး။ဘယ်ကျမ်းမှမလည်းမပါဘူး။ရှင်းမှတ်တမ်းများမှလည်းမပါဘူး။ဒီတော့ဒီစာကလကားစာပဲ။ကျွန်ုပ်တို့အပင်မခန့်မနေကြနဲ့တော့ဒီအတိုင်းနာဘရင်မင်းမြတ်ထံဝင်ပြီးရှောက်ကြမယ်။ဟုတ်တဦးသောသူကမိန်ကထပ်ဆိုလိုက်၏။ဒွေကမသူကမိန်အားလုံးအသက်ရှူချောင်သွား၍နန်းတော်သူညီလာခံဝင်ရန်ပြင်ကြလေသည်။ထိုချောင်းရဲ့အတွင်တွင်တရုတ်တန်အမတ်သည်သူခမိန်တို့အဖြစ်ရှာကြပုံကိုတန်အထောက်တော်လွှဲ၍အကြည့်ခိုင်းသည သူခမိန်တို့ပေကန်ထဲမှာမထွက်ပဲပေတို့များကိုသာအပတကုတ်ဖွင့်နေကြကြောင်းသိတော့အခါဝမ်းသာလှ၍ပြင်းစွာရဲလေသည်တန်အထောက်တော်အားစုလန့်များစွာပေသည်ခနေးမြောက်သောနေနန်းနှင့်တွင်တနန်းတော်လုံးတိန်နေသည်ဗကပြည့်ရှင်သည်မြေမာကုန်နေသည်မျက်နာတုံမုံနေသည်နန်းတော်ထဲတွင်မိသူများပြည့်ရှင်အနီးသို့မကဝင်ခြင်းအတန်ကြာသောဗကံမိဖုရားသည်အဆောင်တော်တွင်သို့ဖြင်းညင်းစွာဝင်လာသည်မိအနီးတွင်တိုင်လျက် ချိုသာသောအတံဖြင့်ဗကံပြည်သူပြည်သားတို့ဤကုံကိုအယုတ်အလတ်အမျက်မရွေချီးမွမ်းပြောဆိုသည်နေပြည်တော်၌မောင်းခတ်၍စုံစမ်းတော်မူပါဟုလည်းလျှောက်တင်သည်ထိုအခါဗကံပြည်ရှင်ဤမျက်နှာသည်ချွန်လန်းလာ၍သကထာဖော်နိုင်သူကိုရှာရန်ဗကံမင်းနေပြည်တော်တွင်အချို့အကြားမကြမ်းမောင်းခတ်ကြင်ညာစေလေသည် မောင်းထန်းတို့သည်ဗကံစေအနီးသို့ရောက်သောအခါမောင်းတို့တူတူထုကသကထာကိုဟိ၍ဖော်နိုင်သူရှိမရှိမေးကြသည် အချို့လည်းအံ့ဩသောအမူအရာဖြင့်နားထောင်၍အမှန်မဲ့ပင်နေလေသည် အချို့လည်းဦးနင်းစင်ရေးစေပေထုတ်တွင်နေနေကြတဲ့ဒုက္ခမိတ်များတော်မှမဖြေနိုင်ကြရင်အခက်သာပဲကိုညီ၍သွားမြဲလာမြဲသွားလာနေကြသည်ဈေးအနီးလဲတစည်းပေါ်တွင်ပင်ရွတ်ဆုပ်တစ်ခုကိုအပြင်းပြဖတ်နေသောလူလင်တူသည် မောင်းတံကိုကြားသောအခါပင်ရွတ်ကိုပြန်ကောက်၍ဖတ်မြဲတိုင်းဖတ်နေပြန်သည်တဖန်ပင်ရွတ်ကိုလင်မာချ၍ငေးသောမျက်နှာဖြင့်ဈေးဘဲသို့ကြည့်နေသည် ပကံစေးတီလူအမျိုးမျိုးလူအစားစားတို့စစ်စားရာနေရာပေသည်ရေတန်ငိုတန်မြီးတန်တို့အုပ်အုပ်တစ်တစ်မြည်ဟင်းသောနေရာပေသည်အသောအလာအပြေလွာတို့ဖြင့်လှုပ်ရှားနေကြသောနေရာပေသည်လူလင်သည်မြည်ဟီးလှုပ်ရှားလျက်နေသောပကံစေးကုံငေးမောကကြည်နေရာမှမောင်းနောက်သို့အမိလိုက်သည်ထို့နောက်နန်းတော်သို့ဝင်သည်ပကံပြည့်ရှင်သည်လူလင်ကိုအကဲခတ်၍နန်းတွင်းပေထုတ်တော်၌စကထာ၏အဖြစ်ကိုရှာရန်အခွင့်ပေးသည လူလင်သည်ပေထုတ်ကိုမတောင်းဗကြီကျော်ဗပုကျော်လက်သမားကျော်တို့ကိုသာတောင်းသည်ထွက်ကားပေထုတ်ပုံအနီး၌ထိုင်နေကြသောသူကမိန်တို့သည်ပြုံးကျင်ကြသည်ဘိုးရသည်မပြုံးဝင်ငြိမ်သက်စွာသာနေကြသည်လူလင်သည်ဗကြီကျော်ဗပုကျော်လက်သမားကျော်တို့ကိုခေါ်၍ရှင်းဥစွာလွတ်တော်အနီးတွင်တဲကြီးကိုဆောင်စေသည်ဤသောအခါတဲတကားကိုလုံကြုံစွာပိတ်၍ထိုသူတို့နှင့်အတူတဲအတော်၌တနေလုံးနေသည် နေဆောင်သောအခါကြမှာထွက်လာ၍ဇကတာကိုပေါ်ပြီးကြောင်းပကံပြည့်ရှင်အားလျှောက်တင်သည်ပကံပြည့်ရှင်သည်အံ့ဩ၍တရုတ်တန်အမတ်ကိုခေါ်ပြီးလျှင်တဲသောထွက်တော်မူသည်တဲသကားကိုပွင့်လိုက်သောအခါပြားပြောင်းတိုင်များမှအလေးရောင်တို့သည်ပကံပြည့်ရှင်နှင့်တန်အမတ်တို့၏မျက်နှာများပေါ်သို့ကျသဖြင့်မျက်နှာတို့သည်ဝန်းတိမ်လျက်ရှိကြလေသည်တဲအတော်၌နေရတဲ့ဘက်တွင်ဆင်တခုရှိသည်ဆင်မော်တွင်တင်းတိမ်နှစ်ခုပေါင်းထားသောအခန်းနှကန်ရှိသည် ပထမတင်းနိုင်ပေါ်တွင် မရှိရွက်ရှိသူဟု၎င်းဒုတိယတင်းနိုင်ပေါ်တွင်ရှိရွက်မရှိသူဟုရဲ၎င်းရွှေမင်းဖြင့်ရေးထားသည်ပကံပြည့်ရှင်သည်လူလင်ကိုတလဲတင်းတိုင်နှစ်ခုကိုတလဲကြည့်လျက်အံ့ဩနေသည် မရှိရွက်ရှိသူဟုရေးထားသောတင်းတိုင်ကိုဖွင့်လိုက်သောအခါဆင်းရဲသားလူယောက်ျား၃ဦးပုံရေးချက်ထားသောပကြီကား၃ဦးကိုမြင်ကြရသည်ရာဘက်ပကြီကားရှိယောက်ျားပုံတွင်၄နှစ်စွာစဉ်စားနေဟန်ကို၎င်း လင်း၌ကင်းင်းနှင့်ပေရွယ်တို့ကင်တာဟန်ကိုလကောင်းတယုတ်ဖို့ထားသည်ထိုပုံဤနောက်ကန်၌ဆွဆား၍မကုံသောပရိသတ်ပင်အောက်တွင်လူအများပျော်ရွှင်စွာနေကြဟန်ကိုလည်းတယုတ်ဖို့ထားသည်အလဲပကြီးကားရှိယောက်ျားပုံတွင်ရဲရင်၍အန်ကျိတ်နေဟန်ကိုလကောင်းနောက်ခံ၌ပြောင်ပြောင်လေးလေးဝှစ်စင်ထားသော လူတစုကစုံနှုတ်စွာဝှစ်စင်ထားကြသောလူများကိုလဲထန်းဖို့တက်ကမောင်းနေနေကြဟန်ကိုလကောင်းတယုတ်ဖို့ထားသည်ဝဲဖြစ်ပုံတွင်သူစင်ရဲ့သည်မြင့်လွာကြနေလေသည် သို့နောက်တွင်တောင်ယာဆိုင်သူတို့နေစီတီတစုကိုတွေ့ရ၏တရုတ်တပ်အမတ်သည်လက်ပိုက်လျက်ခန့်ညာသောမျက်နှာဖြင့်ထိုပကြီကားသုံးကားကိုတကာပြီးတကာကြည့်၍ကောင်းငိမ့်သည်ရှိ၍မရှိသူဟုရေးထားသော တင်းတိန်ကိုဖွင့်လိုက်ပြန်သည်နှပသောတိုက်ခန်းပုံပကြီကားဤရှိတွင်ဗဘူးထုတ်ထားသောယောက်ျားအယုတ်တယုတ်ကိုမြင်ကြရသည်ထိုအယုတ်ကိုမိမဗဘူးရုပ်ဆယ်ရုပ်ရန်လျက်အလုတ်ကျွေးပြုနေကြသည်ယောက်ျားအယုတ်ဤရှိ၌စားကောင်းတောက်ွယ်ပွဲကြီးပွဲရန် တည်ခင်းထားသည်။ထိုယောက်ျားအယုတ်မျက်နှာ၌လောဘစရိုက်အမှုအရာကိုသရုပ်ပေါ်ထားသည်။သရုပ်တန်အမတ်သည်လူလင်ဘဲသို့လှည့်၍အယုတ်သို့လညွန်းညွန်းကားသူဒီလူပဲနေသလားဟုမေးသည်။လူလင်သည်ခေါင်းငိမ့်လိုက်သည်။နောက်တနေ့နံနေ့တွင်လယ်သမားကသူ့ခမိန်တို့ကို မထီမဲ့မြင်ပြုလုပ်ကြောင်းဇကတာကိုဖော်မိဟုဆိုပြီးလျင်ပြည့်ရှင်မင်းအပ္ပတိပပုတို့ဖြင့်သာ ထုံးဆက်ခင်းပြကြောင်းလဲမောင်းရမနေပဲရာဇကိုင်းမလွတ်သောအမှုနိုင်ဝင်ဆွတ်သဖြင့်တင်းချိုင်းကုန်း၌ကားစဉ်တစ်ခုတို့တော့မည်ဖြစ်ကြောင်းသူ့မယားမုံဆုံမှဖြစ်ရှာတော့မည်ဖြစ်ကြောင်းဗကံလေးပြင်လေးရ၌သတင်းပြန်နှံ့လျက်ရှိသည်နန်းတွင်နန်းနှင့်ညီလာခံ၌ကတရုတ်တန်အမတ်သည်တရုတ်ပြည်ရှင်ဤလက်ဆောင်ပန္နာများကိုစိတ်၍ဗကံပြည်သည်အဝင်းပင်ငယ်တော်လဲတွေးကြံတတ်မှုရှိ၍ရင်းရင်းလာကြောင်းကိုကျွန်တော်တို့ရွှေနန်းတခင်အားလျှောက်တင်ပါမည်ဟု ်တော်ဦးတင်လေဤဘဂပြည့်ရှင်သည်အန်အော်လီရဲ့တင်တော်ဤစကတာကို ဖော်ပြပြီလို့ဟူမေယာတရုတ်တန်အမတ်သည်ဖော်ပြကြောင်းတော်ဦးတင်သည်လူလင်ဘဲသို့လှည့်၍လဲယူသေးသောအမှုရာဖြင့်ပြုံးလေသည်ထွယ်ကားပေရုတ်သူခမိန်တို့သည် အချင်းချင်းတီးတို့တိုင်ပင်ကြပြီးလျှင်တဦးကလက်အုပ်ချီ၍မေသောစကတာသည်စိတ်ကိုယ်ရင်မြသာဖြစ်၍ဖြေပုံသည်ထိုးဆက်ခင်းပြခြင်းမြသာဖြစ်သည်ရှင်စစ်ဤစကတာသည်ကြံဟောင်းများ၌မရှိ ကိုကားချက်လည်းမဟုတ်ပညာရှိလက္ခဏာလည်းမပါသူငယ်တို့စကတာဝတ်တန်းကစားသည်နှင့်တူလာပါသည်ကျန်းဟောင်းနှင့်ကင်း၍မစင်စားခြင်းထသောကျန်းဟောင်းနှင့်ကင်း၍စကားမဆိုခြင်းထသောကျွန်တို့သည်ကျန်းထွက်မဟုတ်သောထိုစားသိမ်းစားငယ်ကိုအေးမယူလိုပါဟုလေးနှစ်စွာစာတန်ပေတန်ပါပါတတော်ဦးတင်လေဤပကံပြည့်ရှင်သည်စိတ်စိတ်သာနေ၍အတန်ကြာမှဤလက်ဆောင်များကိုလူလင်ယူထိုက်ပေသည်ဟုမေ၍ညီလာခံဆဲလေသည် လူလင်သည်နန်းတော်မှထွက်ခဲ့လေသည်လမ်းတွင်တရုတ်တန်အမတ်ဤထန်းစဉ်သည်မိလာ၍တန်အမတ်ကလူလင်တင်လေးလာတော့ပေတော့ကိုငါကြည့်ချင်းသည်ဟုဆို၏ထိုအခါလူလင်ကတန်အမတ်ကြီးကျွန်တော်လေးလာတော့ပေတော့သည်အချားမဟုတ်နင်းစဉ်တန်အမတ်ကြီးဤထန်းစဉ်ဖြတ်သွားရဖြစ်တော့ပကံဈေးပင်ဖြစ်တော့သည်ဟုပြန်ပြောလေသည်ထိုအခါတရုတ်တန်အမတ်ကလူလင်ကောင်းလေစွာမရောဤပြည်သို့လူလင်လိုက်ခဲ့လျင် ငါတို့ဘီရင်ဒီလူလင်ကိုမျက်နှိုးတော်မူနိုင်မည်ဟုဆိုလေသည်။ပကံစင်းလူလင်ဒီချိုးပြုံးသောမျက်နှာသားဖြင့်ဂျေဇုဥပကာရတဲမှာကြောင်းပြန်ပြော၍ကျွန်တော်ဒီပကံကိုပုံမမျက်နှိုးပါသည်ဟုဆိုရင်ပကံစင်းအနည်းတို့ရောက်လာလေသည်။ပကံစင်းဒီလူအမျိုးမျိုးလူအစားစားတို့ကျစားရနေရပေသည်။ဂျေတန်၊ငိုတန်၊ရန်ဖြစ်တန်၊မြင်းညူတန်တို့အုံအုံကြက်ကြက်မိဟင်းသောနေရာပဲသည်။အတော်အလာအပြေလွှာတို့ဖြင့်လှုပ်ရှားသောနေရာပဲသည်။ ဈေးတို့ရောက်သည်ဖြင့်ဒကန်စင်းလူလင်သည်မိမိ၏လဲရှိရာဘက်သို့မျောကြီးလာ၏လဲပေါ်တွင်တယောက်တည်းတိတ်ဆိတ်ဆောင်ငိုရိုလျက်နေသောမိမိ၏ဇနီးတဲ့ကိုမြင်လေရာစုံရင်ကြီးစွာဖြင့်ဇနီးတဲ့ထံသို့ပြေးဝင်လေသည်။ဇော်ကြီး1933ဟုတ်ကဲ့ပါရှင်ဒီခုတင်ဆက်ဖပြပေးသွားတာကတော့ဆရာဇော်ကြီးရေးသားထားတဲ့ ပကံစင်းဆိုတဲ့ဝဓုတို့လေးပဲဖြစ်ပါရဲ့ရှင်။ဒီကနေ့မှအချိန်ပေးလိုက်ပါနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်။အားလုံးပဲကျမ်းမာပေးခြင်းပြီးရွှေရွှင်စွာနေ့ရက်ကလေးတွေပိုင်ဆိုင်နေကြပါစေလို့ဆုမွန်တောင်းလိုက်ပါရဲ့ရှင်။ကျွန်မကတော့နာပြီဖြစ်ပါရဲ့ရှင်။